โอเคဒီအခုပေါ့နော် Miss Supranational အာပြိုင်ပွဲစနေပြီ searching ceremony မှာသူကဒီအလှမယ်တွေကိုပေါ့နော်သူတို့နိုင်ငံရဲ့ဒီစိတ်ဝင်စားစရာအကြောင်းတစ်ခုခုကိုအဲ့လိုမျိုးပြောခိုင်းတဲ့ပုံပဲဒါကြောင့်သူတို့ရဲ့ introduction လေးအနေနဲ့ပေါ့နော်အရင် serious ဖြစ်စရာမလိုဘူးပေါ့နော်နည်းနည်းလေးအဲ့လိုမျိုးပြောခိုင်းတဲ့ပုံပဲဆိုတော့သူတို့နိုင်ငံရဲ့ဒီအာစိတ်ဝင်စားစရာအကြောင်းအရာတွေတစ်ခုကိုအလှမယ်တိုင်းစီကပြောသွားပေါ့နော်မြန်မာအလှမယ် cherry mo ပါဝင်ပေါ့ဆိုတော့ဒီ Southeast Asia နိုင်ငံတွေကအလှမယ်တွေကဘာတွေပြောသွားလဲဆိုတာကိုကြည့်ကြည့်မယ် ဆိုတော့ thai ကကြတော့ thai culture tradition နဲ့ပတ်သက်ပြီးပြောသွားဆိုတော့ဒီရိုးတယ်ဗောနော် okay now philippines philippines ကကြတော့သူကဒီ biodiversity အကြောင်းကိုသူကပို့ပြီးတော့ဒီမိမောင်းထုတ်ပြီးပြောသွားဆိုတော့ထူချားတယ်ကြိုက်တယ်နောက်တစ်ခုကကြတော့ဒီ cambodia cambodia လာမယ့်အကြောင်းလဲဒီ cambodia culture အကြောင်းကိုပဲပြောသွားဗောနော်ဒါလည်းရိုးတယ် and now vietnam vietnam ကကြတော့လေသူကဒီ vietnamese culture နဲ့ပေါ့နော်ဒီဘာကြောင့်ဒီ miss super national ပြိုင်ပွဲမှာဝင်ပြိုင်ရလဲဆိုတဲ့အကြောင်းအရာကိုသူပြောသွားပါဘူးနော် okay ဒါလည်းရိုးတယ်ပေါ့နော်ဟွန်းနောက်မလေးရှားမလေးရှားကကြတော့သူကဘာလို့မိမောင်းထိုးပြောသွားလဲဆိုတော့ဒီ multiracial country မလေးရှားကဒီလူမျိုးပေါင်းစုံပူပေါင်းနေထိုင်တဲ့အဲဒီနိုင်ငံပေါ့နော်အဲ့လိုမျိုးဟာကိုမိမောင်းထိုးပြောသွားတယ်အဲနည်းနည်းလေးထူးခြားတယ် ောက်တစ်ခုကကြတော့အင်ဒိုနီးရှားအင်ဒိုနီးရှားကကြတော့တို့ဒီ butterfly ပေါ့တော့တို့နိုင်ငံကဒီ butterfly တွေမျိုးစုံမျိုးစိတ်တွေမျိုးစုံရှိတဲ့ပုံပဲပေါ့နော်ဆိုအဲ့ဒီအကြောင်းလေးပြောသွားတယ်ဘာကြောင့်ပြောလဲဆိုတော့ butterfly ဆိုတာကဒီအပိုးကောင်လေးကနေအရန်လှပတဲ့ဒီအလိပ်ပြာလေးအနေနဲ့ပြောင်းလဲသွားဖြစ်တဲ့အတွက်ကြောင့် transformation ကိုကြိုက်လို့ပေါ့နော်ဒီလိုမျိုးအတူရမယ်ဆိုတဲ့သဘောမျိုးနဲ့ဒီ butterfly ကိုပြောသွားဖြစ်တယ်နောက်ဆုံးမြန်မာမြန်မာလှမင်းကဘာပြောသွားလဲဆိုတော့ဒီ မကြသေးခင်ကဒီမလာတော့ကဖြစ်သွားခဲ့တဲ့ငလျင်အကြောင်းကိုသူပြောသွားခဲ့တယ်ပြီးရင်သူကိုယ်တိုင်နဲ့မန်လေးမှာငလျင်တိုင်ခံခံခဲ့ရတဲ့ဒီ victim ပေါ့နော်ဒီငလျင်တန်တင့်တယောက်ဖြစ်တယ်ဆိုတာကိုပြောသွားတယ်ပြီးရင်အဲဒီလိုမျိုးနေရာမှာစိတ်ဓာတ်မကျနေပဲပဲပေါ့နော်သူဒီအဲ rebuild her energy and like recollect the energy ပေါ့နော်ဒီလိုမျိုးကိုကိုကိုခွန်အားပြည့်အောင်လုပ်ပြီးတော့ပဲအခု Miss Supranational ပြိုင်ပွဲမှာဝင်ပြိုင်နေပါတယ်ဆိုပြီးတော့သူပြောသွားတယ်အရန်မိုက်တယ် ဆိုတော့ဒီ Southeast Asia နိုင်ငံတွေထဲမှာပေါ့နော်ဘယ်သူတွေကိုကြိုက်မိလဲဆိုရင် Philippines Malaysia Indonesia မြန်မာပေါ့နော်မြန်မာအခုချိန်ထိကြိုက်တယ်ဒါကိုမြန်မာလှမယ်လို့ဆိုပြီးတော့ဒီလိုမျိုးကြီးပြောတာမဟုတ်ဘူးပေါ့နော်